ားလုံးပဲမင်္ဂလာပါရှင်မြမဝိုင်တီချန်နယ်ရနေပရိသတ်များကိုကြိုဆိုပါရစေဒီနေ့မှာတော့စာရေးဆရာတတိရေးသားထားတဲ့မွေမောဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးချင်ပါတယ်ရှင်ဇာတ်လမ်းမစသေးရင်မှ channel လေးကို like and subscribe အနေနဲ့ဇာတ်လမ်းတိတိတင်နိုင်မှလည်းသိနိုင်မှုမြဒီလေးလေးနှိပ်ပေးပါအောင်နော်ဟုတ်ကဲ့ဒါဆိုရင်တော့ဇာတ်လမ်းလေးကိုစလိုက်ပါပြီဘိုးစော်ကရကျုပ်တို့ထဏောင်းကုန်းသားဗျရှားရီပိုင်းနဲ့တောင်သူပဲလောက်တာဒါပေမဲ့အနီးနားရွာတွေအားလုံးကဘိုးစော်ကကိုသိကြတယ် တိယုံနေမဟုတ်ဘူးငွေနဲ့ပတ်သက်လာရင်ဘူးဆောင်ကဲကိုလှုပ်အားကိုကြတာဘူးဆောင်ကဲကလည်းငွေနဲ့ပတ်သက်လို့ကတော့ပိုင်ချက်ပြပိုတိရဲ့သူများသူ့စီခေါ်တာလာခဲ့အသက်တောင်ပါခဲ့ပါစေတေယုံမသိစေရအောင်ဒါကြောင့်လည်းဘူးဆောင်ကဲကိုအားကိုကြတာပေါ့ဗျဘူးဆောင်ကဲနဲ့ပတ်သက်လို့ကျုပ်ကိုရီလေးတွေပြောရအောင်မယ်ဘူးဆောင်ကဲကကျုပ်တို့ရွာတောင်ပိုင်းမှာနေရဗျဝိုင်းရလည်းအကျယ်ကြီးပဲဝိုင်းထဲမှာလည်းတစ်ပင်နေစုံမဗျမယန်းပင်မလကပင်ဂွေးကျုပ်ပင်တရက်ပင် အစုံပဲဗျအိမ်ကလည်းခေါင်းနှလုံးနဲ့နှစ်ဆောင်ပြအိမ်ကျွန်းအိမ်ကြီးကိုရင်းနှံတုတ်ထားတာနတ်မောင်လိုပဲဘိုးစော်ကလေးကအရက်သိမ့်မရှိဘူးဗျဥပြက်ပြက်နဲ့အညာသားပဲမဲအသားကလည်းဖြူတယ်ဘိုးစော်ကလေးမျက်နှာမှာအထူးကြဆုံးကမျက်ခုံးတွေပဲဗျမျက်ခုံးတွေကနတ်မောင်ပြီးအတူတူရင်းမီးစိဘဲဘဲတောက်မှာမှဲ့ကြီးတစ်လုံးရှိရဲ့ကျောင်းကအင်မတန်ဆက်ဆုတဲ့ကောင်းဆိုတော့ဘိုးစော်ကလေးစီမကြမကြရောက်တယ်ဗျကျောက်ကလည်းဘိုးစော်ကလေးကခင်ပါတယ် ကျုံနဲ့တွေ့ရင်မွေးရဲအကြောင်းမကြခဏပြောတယ်။မွေးရဲထူးခြားတဲ့တဘာဝတွေ၊နာနာဘာဝတွေနဲ့မွေးရဲနဲ့ဆက်သွယ်မှုတွေ၊အောင်လန်းပညာတွေမှာမွေးရဲနဲ့ပတ်သက်တဲ့အကြောင်းတွေပေါ့ဗျ။တရက်တော့ဘူးစော်ခဲ့ရပြောတယ်။တတီမနေ့ပြန်ဘူးကိုလှဲမောင်းပြီးဆက်သမျှကိုလိုက်ပို့ပေးမလား။ပို့မယ်လေးပို့။အခုရကျုပ်အားနေရပဲ။ကျုပ်ပြောတော့ဘူးစော်ခဲ့ရဝမ်းသာသွားပြီးတော့အေးဒါဆိုမနေ့ပြန်စောစောလာခဲ့ကွ။ကိုညာတို့မွေစိန်တို့ကိုလည်းပြောခဲ့ဦးနော်။ဟုတ်ခဲ့ပါဘူး။ အမနဲ့မေကိုကြုတ်ပြောခဲ့ပါမယ်။ဘိုးစော်ကရဲ့နွားကြီးတွေကအကြီးကြီးတွေဗျ။ဘိုးကြီးတွေကအနောက်ကိုကောက်ထွက်နေရ။အဖြူကြီးကိုအော်ဖူးလို့ဘိုးကခေါ်တယ်။အနီကောင်ကြီးကိုကြောက်နီလို့ခေါ်တယ်။ကျုပ်ကဘိုးစော်ကကိုလဲပေါ်တင်ပြီးလှဲမောင်းခဲ့တာပေါ့။ဆက်သက်မြောင်ကကျုပ်တို့ရထနာကုန်းနဲ့တော့နည်းနည်းလှမ်းသေးရဲ့ဗျ။မီးလောင်ကုန်းတို့ငွေရင်းကုန်းတို့ကြော်ပြီးမှဆက်သက်မြောင်ရောက်တာ။ငွေရင်းကုန်းနဲ့ဆက်သက်မြောင်ကြားကတော်တော်ဝေးသေးရဲ့။ထွက်တော်တွေကိုတော်တော်ကြော်သွားရတယ်။ ဘိုးစော်ကရဲ့နွားကြီးကတော်တော်လိမ့်ပါတယ်ဗျ။အော်ဖြူရောကြောက်နေရောလဲဆွဲကောင်းနဲ့ကောင်းရင်စက်သမြောင်ရောက်တော့ဆရာတော်ဦးတိတ်ခရဲ့သာသနာလင်္ကာရကြောင်မောင်းပေးရတယ်။ဆရာတော်ဦးတိတ်ခကဘိုးစော်ကရဲ့အကိုဝန်းခွဲတော်တယ်။ဘိုးစော်ကရသူ့အကိုဖုန်ကြီးကိုလာဖူးတာဗျ။လှူစရာမင်းလဲလာလှူတာပေါ့။ဖုန်ကြီးဦးတိတ်ခရဲ့ကြောင်ကရွာရှိပိုင်းမှာဖုန်ကြီးတောင်းဝင်အနောက်ဘက်မှာရာခင်းနေပဲရှိရဲ့။ဘိုးစော်ကနဲ့ဦးတိတ်ခတို့စကားပြောနေအောင် ကျုပ်ကကြောက်တိုက်တလုံးကိုမိမိနားထောင်နေရတာပေါ့။ကျောင်းနောက်ဘက်ကကြေးစီတန်ကြားရတယ်ဗျ။ဟဲ့ဒါဘာလို့သူမနရွာထဲမှာဘာဖြစ်တာတော့။ဘုံကြီးဥဒိတ်ခကိုရင်သူမနကိုလှမ်းမိရဗျ။အနာပါရတကမာကြီးတော်စီရဲ့သားကိုပေါ့စီပိုးထိပ်ပြီးဆုံးသွားလို့တဲ့။ဟေးပေါ့စီဟုတ်လား။တောက်ကျိုးတော့နေရောကွာ။ဒီကလေးကလှုပ်နေမှာလား။ဖြစ်မဖြစ်ရလေကွာ။ဗမာပိုးထိပ်ရတော့သူမနတော်တက်သွားတာလေဖေယ။တော်ထဲမှာထိလာတာလို့ပြောတယ်။ဟေး တော်ထဲမှာတည်ရလားမဟုတ်ဘူးအေရောက်ပြီးမှတတော်ကြပြီးမှတည်ရတဲ့ဟေးဆရာတွေဘာတွေမပင့်ကြဘူးလားကွပင့်နေတယ်ဖေယျရွာမြပိုင်းကဆရာရုံးကူတာမရတော့ဘူးလေဖေယျအင်းကိုရုံးလဲတော်ပါတယ်အစိပ်ပြန့်သွားလို့ရှိမှာပေါ့လေပုံကြီးနဲ့ကိုရင်သူမနာတို့ပြောဆိုနေရတွေကိုဘိုးစော်ကရောကျုပ်ရောညီမီးနားထောင်နေရဗျအာသူပါချလာတဲ့ဂျီစီတန်တဖြည်းဖြည်းနှီးလာပြီအရှင်ဖေယျပြောတဲ့ပေါ့စီဆိုတာမသေးသေးဘူးဖေယျ အခုမြ мян သွားပြီဒီ ਉਹ ယူလာခိုင်းလိုက်ပါဗျာတပီရောကုပေးပါမယ်ဟေးဟုတ်ရဲ့လားစော်ခဲရဲ့ဟဲ့သူမနမြ мян လောက်စံမြ мян သွားပြောလိုက်ဘုံကြီးကခုချက်ချင်းယူလာခဲရမယ်လို့ပြောလိုက်ကိုရင်တာမီရို့ကိုရင်ကုမာရာတို့ကခေါ်သွားတပီရောလည်းလိုက်သွားမယ်ဗျာကောင်းတယ်တာတီမိရပြောတဲ့ဆိုတဲ့ဆိုတော့အကျိုးအကြောင်းပြောပြပြီးဒီ ਉਹ ယူလာခိုင်းလိုက်ကိုရင်သုံးမနဲ့ကျုံနဲ့ကျောင်းနောက်ဖက်ကပြေးထွက်ပြီး အာသူပါချတဲ့လူတွေကိုလှမ်းအော်ကြတယ်နေုံမြို့နေုံခဏနေကြအောင် ငါတို့ဘာချတဲ့သူတွေကျုပ်ကိုလှဲ့ကြည့်ကြတယ်။သူတို့ကြည့်တွေကကျုပ်တို့ကိုနားမလဲသလိုကြည့်ကြတယ်။တေးတဲ့လူရဲ့အမေကတော့အော်ဟစ်နေရပေါ့။ကျုပ်တို့အာသူဘာချတဲ့လူရဲ့ရှေ့မှာပြည့်ရက်လိုက်ကြတယ်။ကိုရင်နေဘာလို့တာတော့ဟာတာတေးပါလား။တာတေးဘာဖြစ်လို့တော့ဟဲ့ကောင်လေးသူများရတယ်မှာမရက်ရအောင်ကွာ။အာသူဘာကိုလှုပ်ထားငြိမ်းနေနဲ့။ကျုပ်ကအကျိုးကြောင့်မြ мян ရှင်းပြရတာပေါ့။ဒီလိုပြကျုပ်နဲ့ဘူးဆောင်ကရဆရာတော်ကိုဖူးဖို့ဘုန်းကြီးကျောင်းထဲမှာရောက်နေရ။ အခုဘိုးစော်ကရပြောလို့လာတာပါ။ဘိုးထီရဲ့လူကမသိသေးဘူးတဲ့။ဟာဟုတ်လား။အဲ့တော့အခုချက်ချင်းကျောင်းထဲကိုယူခဲ့ဖို့စီရတော့အမေးရှိလိုက်လို့လာပြောတာပါ။ဟေးဘိုးစော်ကရောက်နေရတယ်ကွ။ပေါ့စီမသေးသေးဘူးဟုတ်လား။ဟုတ်လို့လားကွာ။သေနေပါပြီကွာ။အာသူပါချားတဲ့သူတွေကတယောက်တစ်ပါးဝိုင်းပြောကြတာပေါ့။ဟေးကောင်လေးစကားမရှိနဲ့။စီရတော့အမေးတိုင်းလောက်ကြ။ကဲလား။ကျောင်းထဲဝင်မယ်။ဆက်သမျှရွာကကိုပါခွေးရပြောလိုက်မှာ။ ကျုံနဲ့ကိုရင်သုံးမှရှေ့ရောက်ဝင်လာတယ်။ခေါင်းထမ်းလာတဲ့လူတွေကျုံတို့နောက်ကလှိုက်ဝင်တယ်။ကျောင်းဝင်းနဲ့ရောက်တော့ပိုးထီးရဲ့လူရဲ့အလားအောင်မှပြီးကျောင်းပေါ်တက်ခိုင်းတယ်။လူတွေကဝိုင်းကြည့်နေကြတာပေါ့။ကဲအားလုံးထိုင်ကြထိုင်ကြ။ဘုန်းကြီးဦးဒိတ်ခပြောလိုက်တော့မှထိုင်ချလိုက်ကြတာ။ဘိုးစော်ကင်းကဒီကိုလုံးပြန်နှင်းနေရဲ့အလားအောင်တည်တည်ချာချာကြည့်ပြီးတော့သူ့လွယ်လာတဲ့လွယ်ရည်ထဲကအင်းလက်ကင်ဘွားကြီးတစ်ထည်ကိုထုတ်ယူလိုက်တယ်။ပြီးတော့မွေးကိုင်းခံရတဲ့ခြေတလုံးကအပေါက်လေးနှစ်ပေါက်အောင်မှာ ညပြောင်းရက်တရွက်ခင်းခိုင်းလိုက်တယ်။ပြီးရနဲ့ဆန်းဆန့်ကြီးဖြစ်နေတဲ့ကိုပေါင်းစီရဲ့ခေါင်းရင်းကနေထိုင်ပြီးတော့ဂရာရီမန်တန်နီကိုရွတ်တော်တာဗျ။မန်တန်ရွရင်နဲ့လက်မကင်ထားတဲ့အင်းလက်ကင်ဘွားဝှေ့နေရဲ့ဗျ။ခဏနေတော့ကိုပေါင်းစီရဲ့အလောင်းကြီးကိုခေါင်းကစပြီးလက်ကင်ဘွားနဲ့ရိုက်ချလိုက်ရော။အလောင်းကိုရိုက်ချနေတဲ့လက်ကင်ဘွားကထွက်တဲ့အတန်ရဲ့ဘိုးစော်ကရဲ့မန်တန်အတန်ရဲ့ပဲကြားနေရတယ်။ဖုန်ကြီးဦးဒိတ်ခါရောကိုရင်နေရောရွာရီအားအာသူပါပို့လာတဲ့သူတွေရော။ ငိမ်ပြီးကြည့်နေကြတာပြို့အပြုတ်ကြရင်တော့အတန်ကြားလောက်တယ်ဗျဟောခေါင်းဝါတစ်ဆင့်မျက်နှာကိုရိုက်ချနေပြီပြို့ဟာမျက်နှာပြန်နှန်းနေရဲ့အယောင်လျှော့သွားပြီသွေးရောင်ပြန်တန်းလာပြီဗျကြည့်နေတဲ့သူတွေတယောက်တယောက်လက်တို့ပြီးပြကြတယ်ဘိုးစော်ကရောမန်တန်ယူလိုက်လက်ကင်ဘွားနဲ့ရိုက်ချလိုက်လှုပ်နေတော့တာကိုပေါင်းစီရဲ့အလောင်းကရင်မက်ပေါ်မှာလက်နှစ်ဖက်ရှက်တင်ထားတယ်ဗျတပြေးပြေးနဲ့ဘူးစော်ကဲကအစိတ်ချတာဒူးကောင်းကိုယောက်လာအောင် အလောင်းရဲ့အပေါ်ပိုင်းကပြန်နှန်းနှန်းကြည့်လိုက်ပျောက်သွားပြီဗျဘိုးစော်ကင်းရဲ့မန်တန်ရွတ်တန်ကပိုပြီးကျင်လာတယ်ရိုင်းနေရဲ့လက်ကောက်မွားကဒူးစေးအောက်ကိုရောက်လာပြီဟာအစိတ်တွေအစိတ်တွေထွက်ကြလာပြီဗျမွေးဆွဲရာလေးရနေပြီမဲမဲအည်တွေစီးကြလာပြီအောက်ကခင်းထားတဲ့ငှက်ပြောရက်တွေကျတာပေါ့ဗျဟာအစိတ်တွေဟဲ့ဝိုင်းကြည့်နေကြတဲ့လူတွေကတူ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 နဲ့ပြောနေကြတယ်ဘိုးစော်ကရတော့မန်တန်နဲ့ယွင့်ရင်လက်ကင်မွားနဲ့ရရင်ပဲဗျနောက်ဆုံးအစိတ်တွေကုန်သွားတော့ အလောင်းတစ်ခုလုံးသွေးရောင်ပြန်လွှမ်းလာရောဗျဘိုးစော်ကရအလောင်းရဲ့ခေါင်းရင်မှာလာရက်ပြီးမှန်တန်ရွတ်တယ်အလောင်းကစောစောအားလောက်တောင်းတောင်းကြီးမဟုတ်တော့ဘူးဟောလှုပ်လာပြီလှုပ်လာပြီကြီးနေတဲ့မိန်းမတယောက်ပြောလိုက်တာဗျဟုတ်တယ်ဗျကိုပေါင်းစီရဲ့လက်လေးတွေလှုပ်လာပြီဟောအသက်ရှူပန်းပြီဗျရင်မကနေလိုက်မြင်လိုက်ဖြစ်ရောဗျခဏနေရောဘိုးစော်ကရကိုပေါင်းစီရဲ့မျက်နှာကိုကြည့်ပြီးတော့မောင်ပေါင်းစီမောင်ပေါင်းစီလူကလေးမောင်ပေါင်းစီအတန်ကြဲကြဲနဲ့ခေါ်လိုက်တယ်ဗျဟော ွင့်မီဖွင့်မီသူ့ပေါစီမျက်လုံးနဲ့ဖွင့်ကြည့်ပြီသူ့ကိုဝိုင်းအုပ်ကြည့်နေတဲ့သူတွေကိုကြည့်ရင်ပြီးတော့ဘူးစော်ကဲကိုကြည့်ရင်ပြီးတော့ဆရာတော်ကိုကြည့်ပြီးလက်အုပ်ကြည့်ရင်အမေရေးတောင်းကျင်နေတိုက်လိုက်တိုက်လိုက်နည်းနည်းချင်းစတိုက်ဘူးစော်ကဲကခွင့်ပြုတော့မှရေတခွက်ခတ်ပြီးတိုက်တယ်ဘူးစော်ကဲကအခေါ်အမပြီးထုပေးလိုက်တယ်ဟောထိုင်နိုင်ပြီပြုကိုပေါစီထိုင်နိုင်သွားပြီပြုမောင်ပေါစီနေကောင်းရလားကွဟုတ်ကဲ့ဘူးနေကောင်းပါလေ ခေါင်းထဲနဲ့နဲ့နောက်နေရပဲရှိတာပါခဏဆိုရင်ကြည်သွားမှာပါဦးဆောင်ကပြောလိုက်ပြီးခဏနေရောရွာသားနှစ်ယောက်ကကိုပေါင်းစီကိုတွေ့ပြီးလမ်းလျှောက်ပေးရဲ့ဆရာတော်ကရွာသားတယောက်ခေါ်ပြီးငှက်ပြောပတ်တယ်ကြလာတဲ့အစိတ်ကိုတည်တည်ချာချာထုတ်ပြီးတော့ညီကြီးနဲ့နဲ့တူပြီးမြုပ်ခိုင်းလိုက်တယ်ကိုပေါင်းစီကိုထည့်လာတဲ့ခါးကိုဖျက်ပြီးကျောင်းဝင်းတောင်မှာမိရှို့လိုက်တယ်ခဏနေရောကိုပေါင်းစီနဲ့သူ့မိဒေါ်စီတို့ကဘိုးဆော်ကဲကိုကြော့ကြတယ်ဟုံးကြီးဦးဒိတ်ခောင်းလည်းကြော့တယ် ပြီးတော့မှတေရွာပြန်ကိုပေါင်းစီကိုရွာထဲပြန်ခေါ်သွားကြတော့တယ်ဗျ။ညနေဆောင်တော့ကျုံနဲ့ဘူးဆောင်ကလေးထဏောင်းကိုပြန်ကြတယ်။နောက်တစ်ခါကျုံကဖန်မွေးကုန်းပါဗျ။ရာထဲစင်ရင်ပိုးထီရာမနေ့စောစောရာထဲပေါင်းနှုတ်ဖို့အသွားပိုးနဲ့ကြုံကြည်နာနေကြိုက်လိုက်တာဗျဘူးစော်ကဲကိုအပြေးလွှမ်းလာပင်းကြတယ်ကျုပ်လဲလိုက်သွားတာပေါ့ပိုးတိရဘိုက်ပူတင်မောင်းလို့ခေါ်တဲ့လေးလေးတင်မောင်းဗျလူဝခက်ဝဝဘိုက်ကခက်ရွှဲရွှဲကျုပ်ရောက်တော့အေးရှင်းမှာဆန့်ဆန့်ကြီးတတိလဲမရှိရော တကူလုံးပြနှမ်းနေပြီဘိုးစော်ကမန်တန်ရုပ်ပြီးလက်ကန်ပွားနဲ့ရပြီးအစိတ်ချတယ်အစိတ်ကလုံးဝမကြောက်ဘူးဗျဘိုးစော်ကဝိုင်းကြည့်နေတဲ့လူတွေလိုက်မလာနဲ့လို့ပြောပြီးတော့တာတင်းမင်းဘိုးနဲ့လိုက်ခဲ့အရီလူကြုတ်ကိုခေါ်လို့ကြုတ်လိုက်သွားတယ်ဘိုးစော်ကအိမ်ကောင်းရင်တောင်းသွားပြီးမန်တန်ရုပ်တယ်ခဏကြာတော့ဘိုးစော်ကရဲ့အရှိတလန်အကွာမြေကြီးပေါ်မှာတွင်းမောင်းနေတခုဖြစ်သွားတယ်ကြုတ်လဲအန်အော်ပြီးကြည့်နေရဗျဟာငွေလေးပြုတ်ငွေလေးအဖြူလေးဗျ ဖွေးစွနေရမယ်။အရှိရာလူကြီးတစ်ထွာလောက်ရှိမယ်။ကိုလမ်းမဆယ်လမ်းမလောက်ပေါ့။တွင်းနေတဲ့ကထွက်လာပြီးခွေးနေတယ်။အဲဒီမွေဖြူလေးထွက်လာတော့ဘိုးစော့ကမန်တန်ညွတ်တာရက်လိုက်တယ်။ပြီးတော့မွေဖြူလေးကိုစိုက်ကြည့်ပြီးကျုပ်ကိုလှည့်ပြောတယ်။တတိန်ဟိုနာကဝဆိုင်ကန်နေသွားယူစမ်း။ကျုပ်ကခန်းနန်းနန်းကဝဆိုင်ကန်နေကိုပြေးကောက်ပြီးဘိုးစော့ကိုပေးလိုက်တယ်။ဘိုးစော့ကကျုပ်ကိုပြောတယ်။တတိန်ဒီမှာကြည့်။ပြပြောဆိုဆိုနဲ့ဝဆိုင်ကန်နေရဲ့ထိပ်ဖြောင်း ွေလေးရှင်နာတိုးပေးတယ်။မွေဖြူလေးကလှိတ်ခနဲ့ရွေ့သွားပြီးတော့ဝစိကရဲ့ထိတ်ပြောင်ပေါက်ချလိုက်တယ်။ဟာဝစိကလေးတစ်ချောင်းလုံးချက်ချင်းခြောက်သွားတယ်။မီးကျွမ်းသလိုဖြစ်သွားတာ။မြင်လားတာတယ်။အစိပ်ဘလောက်ပြင်းလဲဆိုတာ။ဟုတ်ကဲ့ဘူး။ဒါငကားကရိုးရိုးမွေမဟုတ်ဘူး။ကဲမွေတို့ရဲ့ပြင်ငကားလေးပြ။ဒီရွာသားတယောက်ကိုမွေတကောင်ကကြိုက်သွားလို့ကျုပ်အစိတ်ချတာဘလို့မှမရဘူး။ငကားလေးရဲ့အမိန့်နဲ့ ကြိုက်သွားတဲ့မွေကိုလှုပ်ပြီးအစိတ်တွေပြန်ဆုပ်ပေးခိုင်းပါဗျ။ကျုံမောင်စော်ကရမြတ်တာရက်ခံပါတယ်။အမြန်ဆုံးကဲတင်ပေးပါနဲ့ကားလေးဗျ။ဘိုးစော်ကရလူတယောက်ကိုပြောသလိုကိုပြောနေရ။မွေပြူလေးကသူ့ထွက်လာတဲ့တွင်းပေါက်လေးရဲ့ပြန်ဝင်သွားတယ်ဗျ။ကဲလာတာဒီ။အရီလိုပြောပြီးအိမ်မော်ကိုပြန်တက်သွားလိုက်တယ်။ပြီးတော့ငှက်ပြောရွတ်မွေဆွဲအရာအောက်ကခံထားလိုက်ပြီးလူတွေကိုခက်ဝဲဝဲမှနေခိုင်းလိုက်တယ်။အိမ်ဝင်ပေါက်မှလည်းလူတယောက်မှမနေဘူးပြောတယ်။ ဘသူမှဘာမှဝေမလုပ်ဖို့ဘိုးစော်ကရတေးကြပါတယ်ပြီးတော့မန်တန်ကိုရွတ်ရောပြတိတ်မကြပါဘူးလေကားနဲ့တရွေ့ရွေ့တက်လာတဲ့နဲတဲ့မွေဝေးကြီးမှမဟုတ်တာဒူရီဆိုကလည်းလန့်ပြီးနောက်ကိုဆုတ်သွားကြတယ်ဘိုးစော်ကရမန်တန်ကိုပဲအဆက်မပြတ်ရွတ်နေတယ်မွေဝေးကြီးကအိမ်ပေါ်ဆင်းကိုတက်လာပြီးတော့ဆန်းဆန်းကြီးနေနေတယ်ကိုတင်ဝင်းရဲ့ခြေထောက်ကမွေဆွေရနှစ်ခုပေါ့ပဇက်နဲ့တိတ်ပြီးအစိတ်တွေဆုတ်ယူလိုက်တယ်ဖနာနေတော့မဲမဲအည်တွေအဆွေရနှစ်ခုကနေထွက်ကြလာရောပြုတ် ဝေဝေးကြီးကအစိတ်တွေကိုတိတိချာချာကြည့်ပြီးတော့မှတွန့်လေတွန့်လေနဲ့အိမ်မောင်ကပြန်ဆင်းသွားတယ်။ဒီရောမှဗန်မွေးကုန်းသားတွေနဲ့အသက်ရှူနိုင်တော့တယ်။ဘိုးဆောင်ကရတကူလုံးပြက်နေတဲ့အစိတ်တွေကိုသူ့လက်ကန်ဘွားနဲ့ရိုက်ချတယ်။မဇက်ကလည်းမန်တန်နဲ့မပြတ်ယူတာဗျ။ဒီရောမှဘိုက်ဘူကိုတင်ဝင်းရဲ့မဲပြပြအသားရောင်ကြီးပျောက်သွားပြီးတော့သွေးရောင်ပြန်လွှမ်းလာတာဗျ။ခဏနေရောကိုတင်ဝင်းသတိရလာပြီးထထိုင်နေ။ရေတောင်းပြီးအငမ်းမရတော့တယ်။အချိန်လေးအားလုံးကောင်းသွားပြီဆိုတော့မှ ဘိုးစော်ကထဏောင်းကုတ်ကိုပြန်တယ်။ကျုပ်လည်းဘိုးစော်ကနဲ့ရွာကိုပြန်လိုက်လာတယ်။ဘိုးစော်ကရဲ့ဆေးရွယ်အိတ်ကိုကျုပ်ကဆက်လွယ်တိုင်းလို့ပေါ့ဗျ။တာတီအခုလာမယ့်2ဒေါ်လာစံတရက်ကတနင်္ဂနွေကြတယ်။အဲဒီနေ့မှာငွေမော်တက်လို့ရတယ်။ပုပ်ပါရောက်စီရော်နဲ့ငါနဲ့တိုင်ပင်ပြီးတော့စီရော်ကြောင့်မှငွေမော်တက်ပြီမယ်။မင်းမဝင်တက်ထားကွ။ငွေမော်တက်ထားရင်တော်ရုံတန်ရုံငွေကိုင်းလို့မသိဘူး။အယိုးထိသွားရင်တော့သိနိုင်တယ်။အယိုးမထိရင်တော့မသိကြဘူး။ဟုတ်ကဲ့ဘူး။ ကျုပ်အဲ့ဒီနေ့မှာမွေးမော်လာတတ်ပါမယ်။ဒါအမြဲလုံးလို့မရဘူးကွ။နာဇန်တရက်နဲ့တနင်္ဂနွေနေ့မှာလုံလို့ရတာ။မွေမော်တက်မဲ့လူအလုံး90ရှိရပြ။တက်ဖူးရဲလူထပ်မတက်ရဘူးလို့ဘိုးစော်ကရပြောတယ်။ဆရာတော်တိုက်ចောင်းတိုက်ကြီးအပေါ်တက်မှာလှုပ်တာဗျ။ဘလူတွေလှုပ်တော့ဆိုတော့ជីမနိုထမ်းရွက်လို့တယ်။ជីရမနိုကင်ထမ်းမေမော်တက်ယူရတာ။ပြီးတော့ကိုရိုင်းအချီကျိုးဖျောင်းជីမနိုထမ်းရွက်ကိုတည်တည်လေးစိတ်ပြီး ကိုတိုင်းအချီချိုးနဲ့ကြင့်နေအောင်ပတ်ရတယ်။အဲ့ဒါကိုမီးစာလုပ်ပြီးဖျောင်းနိုင်သွန်းရတယ်။ဖျောင်းနိုင်တဲ့လူမမားရအောင်ပြ။လူနဲ့ဖျောင်းနိုင်ကွက်တိမှန်အောင်မှတ်ထားရတယ်။မွေးမော်သွင်းတဲ့ချိန်ကလည်းကြီးမနှိုးခင်အချိန်မျှမနက်၃နာရီလောက်ထားပြီးပိတ်ဖြူစာ အောက်မှာခင်းအပေါ်ကအနီးစားထက်ခင်းပြီးအဲ့ဒီပေါ်မှာထိတ်ပွင့်ထားတဲ့အုံသီးစိတ်တစ်လုံးပေါ်မှာကိုကိုရန်အချီနဲ့လှုပ်ထားတဲ့ဖျောင်းနိုင်ကိုတွန်းရတယ်။ကျုပ်တို့တွေကမနည်းရတဲ့ကမန်တယ်တပုတ်တင်ပြီးအလို့ကျက်ထားရတယ်။ အဲ့ဒီမှန်တန်ရုပ်ပြီးဖျောင်းနိုင်ရထွက်လာတဲ့မှိုင်းကိုပဇန်းနဲ့စုပ်ယူပြီးမြူချရတယ်။ကာရာယူလိုက်ဖျောင်းနိုင်မှိုင်းကိုစုပ်ယူပြီးမြူချလိုက်နဲ့မနာနဲ့လှုပ်လာတာဗျ။တပြေပြေနဲ့ဖျောင်းနိုင်ရတူတူလာတာပေါ့။ဖျောင်းနိုင်သုံးမုတ်တပုံလောက်ကျန်တဲ့ချိန်မှာကြုံနာထဲမှာမွေးတွန်းတန်နေကြရတယ်။တရှိရှိဆိုတဲ့အတန်နေကြရတယ်။ဖျောင်းနိုင်ကုံသွားတော့အုံသီးပေါ်မှာတင်နေတဲ့မှိုင်းစာရင်းဖျောင်းနိုင်ကိုချစ်ပြီးအိုးရည်ရဲ့ထက်အိုးရည်ကိုကုတ်အောင်တောက်ရတယ်။အော် ချုပ်ပြောဖို့မေ့နေလို့ပြော။အုံဒီကရှမ်ပန်းထက်အနီစာပေါ်မှာဒီတိုင်းတင်ထားတာမဟုတ်ဘူးဗျ။ငါပြောသည်နှစ်ဖြစ်နဲ့ပွဲပြင်ထားတာ။ငွေမော်တက်တာအားလုံးပြီးသွားတော့ဘိုးစော်ကဲကကျုပ်တို့ကိုတယောက်ချင်းခေါ်မိရဲ့။ဘာကြတော့ဘာမြင်တော့ကျုပ်တော့မွေးတွန်းတဲ့နေကြားရတယ်ပူ။ကျုပ်ပြောတာကိုဘိုးစော်ကဲကခေါင်းငယ်ပြီးပြန်ပြောတယ်။ဒါဆိုရင်တာတယ်။ငွေမော်အောင်သွားပြီ။ကျုပ်လည်းဝမ်းသာသွားတာပေါ့။မင်းတို့ကိုမွေးရမကြိုက်ဘူး။ရှောင်သွားလိမ့်မယ်။ တကယ်လို့တန်နေမီလို့ကရင်တော့မင်းတို့မသိရောအေးဒါပေမဲ့အယိုးထီရင်တော့အနေရရှိရဲ့မွေကိုက်ခံရသူနဲ့တွေ့ရင်လက်နဲ့တက်ချပါစောစောကမင်းတို့ရုတ်တဲ့မန္တန်အောင်ပဲရုတ်ပြီးတက်ချအစိတ်ကြလိမ့်မယ်တခုတော့မင်းတို့စင်ချင်းငွေသာလုံးဝမစားပါနဲ့မွေမတက်ပါနဲ့စနေနေ့တိုင်းငါးပါးတီလာ လုံးအောင်ထင်းပြီးတက်တက်လို့စားပါခန္ဓာတုပ်ကိုရုတ်ပါဒါဆိုရင်တော့မင်းတို့တက်ထားတဲ့မွေမော်ကအစွမ်းပိုထက်လိမ့်မယ် ။မွေမော်တက်ပြီးရင်တော့ထူးခြားတာတခုရှိရဲ့ဗျ။မွေတွေပါတွေတိတ်ပြီးမတွေ့တော့ဘူး။မွေတက်တာတို့၊မွေသားဆောက်တာတို့တော့ကြုံတသက်လုံးရှောင်မှုဆုံးဖြတ်လိုက်တော့တာပေါ့။ဘူးစော်ကဲရတော့တောင်းသူလို့ရင်၊မွေကိုင်းခံရတဲ့သူတွေကိုအသက်ကယ်တော့မယ်ဗျ။ကျုပ်ကလည်းဘူးစော်ကဲခိုင်းသမျှအကုန်လုံးပေးနေတော့မော်ဗျာ။ဟုတ်ကဲ့ပါရှင်။စာရေးဆရာတာတရေးသားထားတဲ့မွေမော်ဆိုတဲ့ဇာလန်ကတော့ဒီမာရီမဲပြီးဆုံးပါပြီရှင်။ဇာလန်လေးကိုအားပေးခဲ့တဲ့အတွက်လည်းပရိသတ်ကြီးအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။